ဖြစ်မှာလေချိုးထားရပါတွေ့ပါရဲ့အဲ့မှာချိုးထားတဲ့အချိန်လေးကြာကြာညီမတို့ဒီအကုန်လုံးကိုချိုးထားတာပေါ့နော်ဟိုကြိုက်ချိုးဆိုတဲ့ကြိုက်ချိုးပလတ်စတစ်ရုပ်လေးလို့ဆိုပြီးတော့နောက်ကြာတတ်ချီလေးတွေပါဆိုတော့တကားဖွင့်တာအစားကျွီးပါညာအဲ့လိုတန်းညီမလည်းလေကြာကြာသူကစင်စယ်ပိုက်ပြီးငိုရဲ့ချိန်မှာဟီးဆိုဟဲ့ကိုပြန်စဉ်းစားရပေါ့နော်ငါငိုတာအဲ့လိုအတန်ကျယ်သွားလို့လားပေါ့နောက်ကြာတော့ဘယ်ဟုတ်မလဲသူရဲ့မီမီမှာပါတဲ့အတန်ကိုသူကလှုပ်ထားဆိုတော့ညီမအတန်နဲ့သူကသူများဆိုတော့ဒါယူကြည့်ပြီးတော့အရင်ဟိုဥတက်လိုက်ရပါရဲ့လို့ အေးအေးအေးကတည်းကတိတုံးမှာအေးကတည်းကညခက်စားနေတာဒါပေမဲ့အော်ဘယ်ချိန်မြန်ငါတို့မျက်နှာကြီးနဲ့တက်လာမလဲမသိဘူးဆိုပြီးတော့အေးဒီမှာဆပြီးတော့တက်တာပဲအမှတို့ဆွဲထားရဲ့လူကတော့တိတုံးဟိုလက်ရမြောက်တယ်ပေါ့နော် အရန်ဟိုဒီပုံမှန်လူတော်မှအဲ့လိုဟိုဆွဲနိုင်မှာမဟုတ်ဘူးနော်သူဆွဲထားရဲ့ပုံစံအရန်ကိုရီရပါတယ်အဲ့အရာမှဒီတခြားဗီဒီယိုတွေ లై မစေးရဘူးကိုယ့်ရဲ့ချိုးထားရဲ့ဗီဒီယိုကိုကကိုယ်တိုင် లై စေးလိုက်အသေးပေးလိုက်နဲ့အလုပ်တွေရှုပ်နေရပါပဲဒီကြားထဲကတော့ Scratch Jungle အားလုံးပဲမင်္ဂလာပါညီမနှမကတော့အမရာလင်းလည်းပဲဖြစ်ပါတယ် Miss Grand Yangon မြောက်ပိုင်းခရိုင်ကိုစားပြပါရှင့်ဟုတ်မနေ့ကပွဲအတွက်ကတော့အဲ့ဒီတနေ့ရခရေကပေါ့နော်တနေ့ရတွေက rehearsal ကိုညီမတို့စနေလောက်မှအဲ့ဒီ headset ကနေပြီးပြန်ရတယ်ဗောနော်အဲသူတို့အဲ့လို rehearsal တိုက်နေပြီးတော့ညနေဘက်ကလည်းအမစီကြီးသွားကြူထားဆိုတော့ မစီဂျေကိုဂျိုပြီးပြန်လာမှရဟာစေလောက်အောင်ဆိုရဟာစေကတော်တော်နောက်ကျသွားတယ်တရောင်းပြီးတရောင်းအိမ်မာတွေကအများကြီးကျင့်ထားတာဆိုတော့မနေ့ကတော့တိတ်ပြီးတော့နည်းအဲဆက်လို့ရှောင်းမှုတော့မရှိတော့ပါဘူးလို့ အဲညီမရဲ့နေ့စဉ်ကော်ရှင်ကကြတော့ဒီဆူလာတူပါတာပေါ့နော်ဆူလာတူပါတာသူကစင်ပေါ်ကမှဒီဆိုင်ယန်စင်မင်းနဲ့အဲ့လိုပျော်တယ်ပျော် ပြီးတော့ဆိုင်ယန်စင်မင်းပြေးလိုက်တဲ့ပန်းတပွင့်ကြာသူကအဲ့ဟောပေါ့ကိုက်အကောင်ကိုက်ခံလိုက်ရတော့ကွာအဲသူကလည်းနဲ့သူ့ရဲ့အမျက်ကြီးပြီးတော့သူကနာဒီဒီကိစ္စကြောင့်ပဲသူက ဟိုသေသွားတယ်ဗောသေပြီးနောက်ဝလူပြန်ဖြစ်တော့လဲဓာကြီးကိုအမျက်ကြီးပြီးတော့သူကဒီစရံစင်မင်းကိုသူကမကျင်ရတဲ့မကျင်တဲ့အမုန်းနေကြောင်ဗောနော်စင်ဆယ်ကိုယူခိုင်းနေစင်ဆယ်ယူခိုင်းနေစင်ဆယ်ရလာတဲ့ခါမှာသူမှားဝါးကြီးဆိုတဲ့အတိနဲ့သူကအဲ့လိုဝမ်းနဲ့ရင်ခွင်းနာကြသွားတာဗောအဲ့လိုပုံစံမျိုးလှုပ်ချင်တာဖြစ်တဲ့သူညီမကနောက်ဆုံးမှာအဲ့လိုမျိုးဒီစင်ဆယ်ကိုပိုက်ပြီးတော့ရင်ခွင်းနာကြတဲ့ပုံပေါ်နော်ထိုင်ပြီးတော့ငိုလိုက်တယ်ဒါပေမဲ့သူတို့အဲ့လိုဒီ ဟိုဆုံးသွားတဲ့ပုံစံမှာလုပ်ဖို့ပဲဒါပေမဲ့ခေါင်းမှာဆောင်းတာရဲ့နေရွက်ကအရန်လေးနေရဆိုတော့ပြုတ်ကျသွားမှာဆိုလို့ဒီတိုင်းလေးပဲအဲ့လိုဟိုရင်ဝဲနဲ့ကြာရင်ငိုတဲ့ပုံစံပဲလုပ်ခဲ့ရပေါ့နော်အဲ့မှာအဲ့လိုဖီးမွာလည်းချိုးထားရပါတယ်တွေ့ပါတယ်အဲ့မှာချိုးထားတဲ့အချိန်လေးကြာရင်ညီမတို့ဒီအကုံလုံးကိုချိုးထားတာပေါ့နော်ဟိုကြိုက်ချိုးဆိုလဲကြိုက်ချိုးပလတ်စတစ်ရုပ်လေးလို့ဆိုပြီးတော့နောက်ကြာအဲ့တချီလေးတွေပါဆိုတကားဖွင့်တာအစားကြီးပါညာအဲ့လိုတဲ့ ညမလည်းလည်းကြာကြာသူကစင်စယ်ပိုက်ပြီးတော့ငူရဲကျင်မာဟီဆိုဟဲ့ကိုကပြန်စဉ်းစားရပေါ့နော်ငါငူတာအဲ့လိုအတန်ကျဲသွားလို့လားပေါ့နောက်ကျတော့ဘယ်ဟုတ်မလဲသူ့ရဲ့မီမီမှပါတဲ့အတန်ကိုသူကလှုပ်ထားဆိုတော့ညမအတန်နဲ့သူကသူများဆိုတော့ဒါယူကြည့်ပြီးတော့အရင်ဟိုဥတက်လိုက်ရပါရဲ့လို့ အမပွဲမှာပင်မနာရအောင်ပျောက်သွားတယ်ဒါယူကြည့်ပြီးတနေ့တနေ့ဒါယူပဲကြည့်ပြီးတော့ဟိုမှာကြိုက်လို့ဆိုဟဲ့ကြည့်ရနင့်ကိုဒီလိုလေးပြောတာဆိုပြီးတော့ကိုရောအချင်းချင်းပြန်ခွီနေရတယ်ဗောနောစိတ်အဲစိတ်ဆိုးဖို့နေတာပြန်ခွီနေရညီမဆိုရင်ဟဲ့ငါးတိုင်နဲ့တူလိုက်တာဗောငုံနေပုံစံဟီးဆိုပြီးတော့တချို့ဆိုပြောကြတယ်ဟဲ့နဲ့ပြန်ရမှာတဲ့ဟိုဟိုကြိုပြီးတော့စုမိရမှာအတီလို့တဲ့မူးလဲမှာထိုင်းငူတာအမှန်တကယ်တော့မဟုတ်ပါဘူးလို့ performance လုပ်တာပါလို့ မောင်မင်းကလေးများနဲ့မိမိရဲ့နေထိုင်တဲ့သူခင်ပေါ်ပေါ်မှာကြီးမားသောတစ္ဆောင်းမဝေခွဲမပိုင်ချွဲပေါ်မှာဘယ်လိုကန်းစားလဲအဲ့ဒီညညီမတို့လည်းအရန်ပြင်မနေတာဆိုလိုင်းကလုံးဝဖွင့်မကြည့်ဘူးနောက်နေ့ဟိုချိန်နီလဲရောက်လေရောက်ဟဲ့နင့်ကိုအဲ့လိုလှုပ်ထားရင်တော့ပြန်ကြည့်လိုက်မှအရန်ဟိုဟာပေါ့ဟိုရီရရယ်ပေါ့နော်နင်ချက်ပဲဒီလိုချွဲရလေးကိုလည်းသဘောကျပါရဲ့လို့အဲ့ချွဲရလူတွေကသူတို့ idea အရန်ကောင်းနေပေါ့နော်ဘယ်နေရာမှာဘာမှန်တဲ့ရမလဲဆိုတော့အရန်သိရတဲ့အရန်ကိုချီးကျူးပါရဲ့လို့အဲ့လိုရှုံးနေတော့ အေးအေးကာဒင်းတတော်မှာအေးကာဒင်းတွေကခက်စားနေတာဒါပေမဲ့အော်ဘယ်ချိန်မြန်ငါတို့ညနေရင်းနဲ့တက်လာမလဲမသိဘူးဆိုပြီးတော့အေးဒီမှာစပြီးတော့တက်တာပဲအမှသူတို့ဆွဲထားတဲ့လူကတော့တတော်ဟိုလက်ရမြောက်တယ်ပေါ့နော်အရန်ဟိုဒီပုံမှန်လူတော်မှအဲ့လိုဟိုဆွဲနိုင်မှာမဟုတ်ဘူးနော်သူဆွဲထားတဲ့ပုံစံအရန်ကိုရည်ရပါတယ်အဲ့အတော့မှဒီတခြားဗီဒီယိုတွေ లై ့မစေးရဘူးကိုယ့်ရဲ့ချိုးထားတဲ့ဗီဒီယိုကိုကကိုယ်တိုင် లై ့စေးလိုက်အသေးပေးလိုက်နဲ့အလုပ်တွေရှုပ်နေရပါပဲဒီကြားထဲကတော့ အန်စီကညီမအရှိမပြိုင်ရဲ့ဘူးရဲ့ပွဲတွေကကြာအန်စီမိုးရအောင်ပေါ့နော်အခုဒီပွဲကကြာတော့ဒီ national ပွဲဖြစ်တာဆိုတော့လေအန်စီဝေးရတာဆိုဒီပွဲမှာပဲပထမဆုံးအန်စီဆိုတော့ဟိုအရန်လဲစိတ်လှုပ်ရှားတယ်ကိုတခုခုဒီ national ကို ကကြတော့ဘယ်လိုလဲဆိုတော့အမေဒီဥမာညီမတို့ဆိုရင်ရန်ကုန်ကုစားပြုဆိုတော့ဒီရာဇဝင်ကိုပြန်ပြီးတော့ဟိုလှုပ်လိုက်တယ်ပေါ့နော်တခြားဆိုရင်မြို့နယ်ကုစားပြုတွေဘာတွေလုပ်တယ်အဲ့ဒီအတွက်ကွာဒီ NC မှာဒီဇိုင်နာကလည်းချုပ်ပေးထားတာဆိုတော့ဒီဒီဇိုင်နာချုပ်ပေးတဲ့ဝတ်စုံရော့မသွားအောင်လို့ကိုက performance အများကြီးလုပ်ပြရတယ်အဲပြီးတော့တခုခုလွယ်သွားမှလည်းကြောက်ရတယ်ဆိုတော့ဒါပေမဲ့အိတ်ပွဲလေးကအခုလိုမျိုးဟိုဟာတာလေးနဲ့ပဲပြီးသွားတယ်ဆိုတော့အရန်ကိုကျင့်တတ်ပါတယ်လို့အမြတ်ကြီးခဲ့ရတော့သူလာတဲ့ဘက်ကြရေပုံတရံတော့ ပါစတဲ့အဲအမတ်တရားကြီးကတော့အများကြီးပါပဲအခုဒီပွဲမှာတွေ့ရညီမတို့28ညီမပါပဲ28ရပါဘောနော်အဲအကုန်လုံးကလည်းဒီမတူညီတဲ့မျိုးနယ်တွေကနေပြီးတော့လာပြိုင်ကြရတယ်ဒီမျိုးနယ်တွေမကဘူးမတူညီတဲ့အဲဒီလူမျိုးတွေဥမာဒီတိုင်းသားပေါင်းစုံလည်းပါဝင်နေအဲ့အတွက်အရန်ကိုဟိုဟိုဘယ်လိုပြောရမလဲပို့ပြီးတော့ ဒီကိုတိရပိုများသွားရယ်ပေါ့နော်အတိလဲပိုများသွားရယ်ပြီးတော့ဒီလိုမျိုးတိုင်းသားရင်လည်းအဲဒီအမြဲတမ်းတပူရဲတလာသွားဖို့ဆိုတာခဲရင်နေပေါ့နော်ဒီဘွဲမှာကြတော့အဲအဲ့လိုမျိုးဒီအမြတိုင်းသားတွေအများကြီးနဲ့ခင်ခွေးရရယ်ဆိုတော့ရန်ကိုကျင်းနေမိပါရယ်လို့ဟိုမလက်ဖြန်အတွက်လည်းအများကြီးကြိုးစားသွားမှာပါလို့ဒီဘာရက်ဆက်ပဲရလာရတာပေါ့နော်ကိုဘကတော့ဒီရက်ဆက်ကိုလက်ခံနိုင်အောင်လို့စိတ်ကိုတော့အကောင်းဆုံးပြင်ဆင်ထားပါရယ်လို့ အဲအားကြောင့်မလို့အများကြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ပွဲပြီးရင်တော့တလားတော့အိတ်ပြန်ပါပါလို့မနေ့ဖြန်တရက်ပြန်မယ်မနေ့ဖြန်တရက်ကိုတော့အားစိုက်ထားလိုက်ဦးမယ်ဒီနေ့ရမနေ့ဒီပွဲခါလာတခြားတော့အများကြီးအားစိုက်ထားဖြစ်တဲ့အတွက်အဲတခါတည်းဆိုရင်ညီမတို့အိတ် မနေ့ကရဟာစေမှာမနေ့ကမဟုတ်တနေ့ကရဟာဒီဆင်းစု combination မစခင်ဒီညီမတို့ရဟာစေမှာဆိုရင်ည7:00လောက်ချီကိုညီမတို့ train နေသွားရတယ်ဒီ7:00ပြီးတော့လဲနောက်ရက်ကိုဝိမဲ့ဒီ evening dress ကိုဟိုဖုတ်သွားရရတယ်ပေါ့နော် laptop ရကြီးမှာဖုတ်သွားရတော့ညီမတို့ဒီ laptop ရကြီးကိုအဝင် ပြန်ထွက်တဲ့အချိန်မိုးလင်းသွားကြီးမိုးလင်းသွားကြီးဆိုတော့အော်လို့အဲ့အဲ့လိုဆိုရင်တညလုံးအဲ့လိုမအေးရတဲ့ရက်တွေလည်းအများကြီးရှိပါတယ်လို့အဲ့လောက်အများကြီးပြန်ပြန်ခံပြီးကြိုးစားတာဖြစ်တဲ့အတွက်ဝယ်ပြီးရင်တော့တလားလောက်အိတ်ဖြစ်အောင်လို့အိမ်မှာပါလို့